ဆင်းရဲချိုးတဲ့မိဘတွေကိုလှုပ်ကြွေးနိုင်ဖို့အတွက်ကြိုးစားရာကနေဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုံးရရှိခဲ့ပြီးတော့ငွေကြေးသိန်းနေရာစုကြေးရရှိသွားတဲ့အကြံပြု ပရိသတ်များရှင်အင်တာဗျူကတော့အထမရန်ပညာရေးကိုသင်ကြားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်ဒီနေ့ရဲ့တနိုင်ငံလုံးဆိုင်ရာသုထဆောင်လင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာအတိုင်းတာတနိုင်ငံလုံးအတိုင်းတာနဲ့ပထမဆုကိုရရှိခဲ့တာဖြစ်တဲ့ဗုဒ္ဓဝင်ပြိုင်ပွဲဟာတနိုင်ငံလုံးအတိုင်းတာနဲ့ကျင်းပတဲ့ပွဲဖြစ်တယ်လို့တော်ရုံဗဟုသုထဆိုရင်တော့ရှင်ပြိုင်နိုင်တဲ့ပွဲမျိုးလည်းမဟုတ်ပါဘူး။ဒါအပြင်ဒီပွဲကိုရှင်ပြိုင်ဖို့အတွက်ပြိုင်ပွဲဝင်တွေကအနည်းနဲ့အလားလားကလေးကစာရီကိုလေ့လာချရတာဖြစ်ပါ ါတယ်။ဒီနေ့ရဲ့သုတောက်ဆောင်လင်းဗုဒ္ဓဝင်ပြိုင်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့သမင်းလေးအီချာဗျူကပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ တမီးလင်းအီဂျာဗျူကဒီစုကိုရရှိဖို့အတွက်ကိုတူကိုတာနဲ့調査ခဲ့ရတာပါဆရာဆရာမတွေကိုလည်းအိမ်ခေါ်တင်နိုင်တဲ့အနေအထားမျိုးမဟုတ်ပဲဖုံးဖုံးနေစီရနေပြီးတော့ပြင်ညာယူခဲ့ရတာဖြစ်ပါတယ်တမီးလင်းအီဂျာဗျူပြိုင်ပွဲဝင်တဲ့အချိန်မှာတော်တော်များကတတိတမီးလင်းလို့ထင်ကြတာပါဒါအပြင်တနိုင်ငံလုံးအတိုင်းတာနဲ့အမြင့်ဆုံးစုကိုရယူနိုင်ခဲ့တာမို့ပတ်စံရှိအတိုင်းဝိုင်းရလို့ပို့ပြီးတော့ထင်ကြတာဖြစ်ပါတယ်ငယ်စဉ်ကလေးကလိုလီသေးမရှိထောက်ပံ့ပေးနိုင်တဲ့မိဘနဲ့ခြေပြ င်းလာတာလို့ထင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အများထင်သလို သမီးလေးကစမ်းစာရင်းအတိုင်းဝိုင်းကမဟုတ်ပါဘူး။အီဂျာဗျူရိုကရှီရီအိုင်နေတဲ့ရက်ွက်လေးမှာတဲထိုးပြီးတော့နေရတာဖြစ်ပါတယ်။မိုးရင်းဆိုရင်တံတားထိုးပြီးတော့ဖြစ်တယ်လို့သွားလာနေထိုင်ရတာပါ။မိဘတွေကလည်းတရက်လုံးတရက်စားဘဝနဲ့ဖြတ်သန်းနေကြတဲ့သူတွေဖြစ်ပါတယ်။ အေးကြပြူကဟာချိုးတဲ့မိသားစုဟာဖြစ်ပေမဲ့ပညာရေးကိုအရန်ကြိုးစားတာဖြစ်ပါရင်ပညာတတ်တယောက်ဖြစ်ခြင်းသလိုငယ်စဉ်ကလေးကထူးချွန်တာလည်းဖြစ်ပါရင်မိခင်ဖြစ်သူဟာလေးတန်းအထိကျောင်းနေပူပေမဲ့ အင်တာဗျူကတော့စာတက်အောင်သင်ပေးဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။မိခင်ဖြစ်သူကပညာရေးအားနည်းပေမဲ့သမီးဖြစ်သူကိုအမြင့်ဆုံးကိုရောက်စေချင်တာမိခင်ရဲ့စေတနာဖြစ်ပါတယ်။ဒါကြောင့်မို့လဲငယ်စဉ်ကလေးကစာရီကိုတတ်နိုင်သလောက်သင်ပေးပါတယ်။ဒါအပြင်ကျောင်းစာရီကိုလည်းပုံမှန်လေ့လာနေခဲ့တာပါ။မူလရင်းအရွယ်ကလေးကထူးထူးစုရီကိုရရှိလာတာရှစ်တန်းအရွယ်ရောက်တဲ့အထိစုရီကနှစ်စဉ်ရရှိလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ဘုဒ္ဓဝင်ပြိုင်ပွဲကိုဝင်ပြိုင်ပြီးတော့အမြင့်ဆုံးစုကိုရရှိပြီးတိန်းနီယာကျော်ကိုစုခူးရရှိထားတာဖြစ်ပါရင်အီချာဗျူဟာဆရာဝင်ဖြစ်ချင်တာကြောင့်ဆရာဝင်ဖြစ်ဖို့အထိလဲစူးစမ်းသွားမှာပါဆရာဝင်ဖြစ်ရမယ်ဆိုတဲ့စိတ်ကပြင်းထန်နေတာမို့ဘလို့အခြေအနေမျိုးမဆိုစာဝရအောင်ချက်ပါရင်အိမ်ရကျင်းပြီးတော့မီးလဲမရပါပဲ ဖြစ်တယ်လို့စာအုပ်လေးလာပြီးတော့ကြံမှတ်ပါရင်အီတာဗျူကစာလေးတော်ရာကြောင့်ဆရာဝန်အမှတ်မိအောင်ချိုးစားနိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။ဒါအပြင်ဖျားတရားလေးလုပ်ပြီးတော့လိမ္မာရင်ကြီးသူလည်းဖြစ်ပါရင်မိဘတွေကိုလည်းဖျားအလုပ်လုပ်ရင်ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းစေချင်တာပါ။ဒါပေမဲ့မိဘတွေကဝမ်းရည်အတွက်ယုံကန်နေရတာမို့အီတာဗျူကစီးမက်အမိရအောင်ချိုးစားမှဖြစ်ပါရင်ဆရာဝန်ဖြစ်လာမှသာတမိသားစုလုံးကိုထောက်ပံ့နိုင်မယ်လို့ယုံကြည်ထားတာကြောင့်ပါ။ဒါအပြင် ိသားစုတွေမှာကျန်းမာရေးမကောင်းတဲ့သူတွေကိုဆိုရင်လည်းစိတ်ကူးသာပေးကြတာကြောင့်ဖြစ်ပါရင်ခက်ခဲချိုးတဲ့ဘဝမှာစိတ်တက်မချနိုင်ပဲနဲ့အမြင့်ဆုံးထိသွားနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါရင်ဆေးရချိုးတဲ့မိဘတွေကိုလှုပ်ကြွေးရာအတွက်ကိုကြိုးစားခဲ့ရကနေဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုံးဒိဋ္ဌိရာကျော်ကိုစုကူရရှိသွားတဲ့အကြဖြူအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်